तू आ ले ငငယ်တုံးကချစ်တာလဲ तू आ တိတ်ပြီးတော့ရိုးလာပါညာမရှိဘူး तू आ Facebook မှာပဲ तू နည်းနည်းယူရိုးရိုးမယ်ပေါ့ငါ့ကိုကတော့ तू आ တဲတဲလှုပ်ချင်းမဖြစ်အောင်ကုကြီးတော့ပူဆိုးတာပေါ့သမီးဟောကြီးပြီနဲ့ငါနဲ့စောက်ရှောက်နေတာလေဟာမေမေဟာဘလို့ပြဘလို့ပြတာနေရလဲဟာလေ အဲ့တော့အသက်အရွယ်တွေကရပြီလေရတော့ခေါဏဘောသူပေါ့ဒါဟုတ်ငယ်အရွယ်ကောင်းတော့ကတော့အိမ်အောင်ကြီးကတမျိုးပေါ့ဟုတ်လားအရွယ်ဆိုတာဒါဘုကမွန်းတို့အသက်20ကျော်ကအိမ်အောင်ကြတယ်ဒီ30 40အဲ့ဒီဖြတ်တန်းတဲ့အချိန်မှာတော့တမျိုးပေါ့စိတ်ကလေအမြင်ကသူလဲကို့အပေါ်မှာကို့လဲမမာရယူနာရှိမယ်အဲ့ဒီပေါ်မှာတယောက်တယောက်နားလဲမှုနေပေါ့အခုအချိန်ကတော့ဘုကမွန်းလဲ90ကျော်သူလဲ60ဆိုတော့ဒီအချိန်မှာဘုကမွန်းတို့ရဲ့ ဟိုအချစ်တရား928ဘက်မှာပိုများပါ။နောင်နမလူပဲ။နောင်နမလူပဲ။ဘာပဲပဲဒီချိန်မှာဥက္ကမွန်တို့ကလည်းဘလို့တွေးလဲဆိုတော့ဒီအခုရနေတဲ့ဘဝမိစာကုံကာနီးသွားပြီလေ။ဟုတ်တယ်မလား။အဲဥက္ကမွန်တို့ဘဝတွေကဒါနောက်ဆုံးနောက်70စုနှစ်တစုထပ်ပေါင်းရင်ဥက္ကမွန်တို့ကဒါ80တန်းနေဖြစ်သွားတော့မှာ။အဲ့တော့ နောက်တန်တရာအတွက်ပဲဒါကောင်းမှုအတွက်ပဲဒါနှစ်ယောက်စလုံးလူစရာရှိလူမဲ့တတ်နိုင်တာလေးတွေဒိတ်ထံဝင်အဲစိတ်ကောင်းလေးတွေမွေးမဲ့အဲအဲအဲစကူခိုင်းဒါပဲဟိုလေအဲအဲလူဖြစ်သွားတာပေါ့ဘုကမလို့အိမ်အောင်ရေးရလေအဲအဲသူကလည်းငငယ်တုန်းက ချစ်တာလဲ तू อ่ะတိတ်ပြီးတော့ရိုးလာပါညာမရှိဘူး तू อ่ะ Facebook ဘာပဲ तू နည်းနည်းယူရိုးရိုးမယ်ပေါ့ငါ့ဟာတော့ तू อ่ะတဲတဲလှုပ်ချင်းမပြဘူးကုကြီးတော့ပုံဆိုးတာပေါ့သမီးရဲ့ဟောကြီးပြီနဲ့ငါနဲ့စောက်ရှောက်နေတာလေအော်သမီးမစားတာဆယ်နှစ်လောက်ကြာတော့ဒီခရမ်းကြီးကိုဘယ်လိုစားမှမသိဟုတ်ကဲ့ဒီလိုစားမှလားညာ तू ကတော့ तू ကကိုယ့်ရဲ့နှစ်နှစ်ငယ်တယ် ဒါမှမဟုတ်ကိုယ်စိတ်ထဲမှာသူ့ကနှစ်နှစ်ငယ်တယ်လို့မတွေ့ဘူးဒါငါအကိုအဲသူ့ဟိုကိုမိဘနေရလို့အဲ့လိုတောင်းခါကြစိတ်ထဲတွေးတယ်။ဘာလို့ဆိုအန်တီကသူ့နဲ့ညာကလေးကျမ်းမာရင်မကောင်းဘူးလေ။အဲလှုပ်လှုပ်လိုက်ပတ်စံလေးစူမီလိုက်ဈေးကူလိုက်ခုလေကင်ဆာဖြစ်တာဆိုသိရင်ရာချီကုန်တာလေ။အဲ့တော့သူများရှိမှမချီရမငားရအောင်ကိုကစုဆောင်ပါညာအဲအဲ့လိုပေါ့စီနေကန်းနေနေပေါ့။ အဲအဲ့လိုနဲ့ဘာပြောပြော तू မရှိလို့မရဘူးဟိုနေက तू ဘိုက်အောင်နေဆိုတော့မင်း तू တခုဖြစ်လို့မရဘူးဒါတောင် तू တခုခုဖြစ်လို့မရဘူးဆိုတော့တို့ဟိုဒါဂရုဆိုင်တာငါမှမူးနေတာကိုကိုကိုလေဩလို့မယောက်ျားဒါတခုခုဖြစ်ရင်တို့ဟိုဒါကိုကလေယောက်ျားတက်တာလာတာပြောတော့ကိုကမူးနေတာမူးနေတာအကြံသူ့ကိုပြောတယ်ငါရင်သိမယ်နော်မင်းနောက်မှသိမိမရဲ့တိမင်းကဘု து အရင်ခေါ်မလဲဘယ်သိမလဲငါတမ်းမခံနိုင်ဘူးအဲဘု து အရင် တေမင်းကခေါ်မလဲမသိဘူးတေရှင်တဲ့သူကအရင်တေမှာပဲပေါ့သူကတော့အဲ့လိုပြောတာပေါ့တရားနဲ့ပဲနင်းနေရတာပေါ့နော်ဘုရားကတော့ဥက္ကမွေးတို့ကတော့ဒါဟိုတယောက်တယောက်ဥက္ကမွေးကအဓိကပေါ့ဒီဒါသူ့အတွက်ကဥက္ကမွေးရှိမှဖြစ်မယ်ဆိုတဲ့အသိရရှိနေတာရှိနေတဲ့အတွက်ဘာပဲပြောအစစအရာရာဒါသူကတော့နံပါတ်1ပဲလေအော်ဆိုတော့ဒါဥက္ကမွေးတို့ကလည်းရှိဟိုနေရမယ့်အချိန်လေးကလည်းတူတောင်းသွားပြီလေတူတောင်းသွားပြီဆိုတော့ဒါဥက္ကမွေးကတော့ဘယ်လိုပဲဖြစ်ဖြစ် ဟိုဒီအချိန်မှာဒါ तू အဓိကပဲနောက်ခုလဲအဲ့လိုပေါ့ဟိုအိမ်မှာသူတို့ကျမ်းမာရေးသမားဒီယောဂါတွေကိုစိတ်ရောက်နေပိုးဆိုးတယ်လीသူကစိတ်ကအဓိကဆိုတော့အဲအဲ့စိတ်ထွက်ပေါက်ကလေးတွေရအောင်အဲ तू အဲ့တစ်တော်ဆော့တာလေးတွေအနောက်ကခုနပြောသူဘလိုပဲဖြစ်ဖြစ်လိုင်းကောင်အယောက်ျားငါဒီဥစ္စာလေးအာမေးမမဘာလို့လူကစိတ်အပြောင်းလဲပေါ့နော်အဲအဲ့အဲ့တူလေးတွေဒါဥက္ကမွေအတတ်နိုင်ဆုံးဘာပဲပြောနောက်နောက်ပြီးကြတော့ခုလိုအနေထားကလည်းဥက္ကမွေက အဓိကဟိုဥက္ကမုံတို့ကတော့ဒါကိုငကောကမိသားစု၃ယောက်ဒုဒုပေါင်ပဲသူလည်းအရွယ်ကောင်းတော့ကသူကိုယ်တိုင်လည်းမင်းသမီးလေဟိုတမီးကလည်းဓာလီလေးမင်းသမီးဥက္ကမုံကလူရှင်တော့မိသားစု၃ယောက်ကဒုဒုပေါင်ပဲရှာခဲ့တာအခုလိုနေနိုင်နေဆိုတာအဲ့တော့ဥက္ကမုံတို့တမီးတို့ဘလို့ပဲရှာကြလေသူကအိမ်အောင်ထိမ့်သိမ့်မှုဟာလားမကောင်းရင်လေဥက္ကမုံတို့ဒီလိုမနေနိုင်ဘူးအဲ့တော့ခဏမလို့ပေါ့အိမ်အောင်တစ်ခုကစီးတဲ့ရေဆဲတဲ့ကစင်း အငွေရှာတဲ့လူကလည်းရှာနေချရာတယ်လို့အိမ်မှာဒါဟိုအိမ်မှုကိစ္စဒီမိဘကြောင့်ထိမ့်သိမ့်မှုဒါကောင်းလို့လေဒါဥက္ကမုံတော့ဒီလိုနေတာဆိုတော့ဘာပဲပေါ့ဒါကိုင်းကျွန်းပြီးကျွန်းကိုင်းပြီလေအဲ့အဲ့လူလေးပေါ့အိမ်တော်တစ်ခုကအဲ့လူသွားမှာပဲအဆင်ပြေမှာအောင်ဒါတော့ဘယ်လိုပြောရမလဲသမီးဒီတရားသဘောနဲ့တွေးရင်တော့လူဆိုတာ ဟိုကွေးတော့လည်းမဆန်ပြီဆန်တော့လည်းမကွေးပြီဟလာဘာမှစုဖြစ်သွားနိုင်တယ်လေအရာရာအခုကောင်းကောင်းပုံပုံဟာမိုးတို့မတ်တက်မြင်နေပြီနောက်နေ့မြင်ညမမြင်ရမှာပေါ့အဲ့တော့ဒီလင်မြဲနေအောင်လည်းထိုးလေးလကောင်းမယ်ဒါကျိုးတော့ပြင်ဆင်ထားရတာပြင်ဆင်ထားရတာပေါ့ဒုက္ခဆိုတာလည်းမမြဲဘူးဒုက္ခဆိုတာလည်းမမြဲဘူးအဲတနေ့ချိန်ကျရင်ခွဲရမယ်အန်တီကတနေ့ကို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 သုံးခါလောက်တည်ကြည့်တယ်မတရားအောင်မတနေ့ဝေဒနာတွေခံစားအောင်မယ်တနေ့ကျရင်၅ယောက်ကျန်းတဲ့ငါနဲ့ဘယ်သူကအရင်ခွဲသွားမလဲ အဲတရားသဘောနဲ့တွေ့တယ်ငါခံနိုင်ရှိပါမလားအကိုကယောဂတယ်ဆိုတော့ပူဆိုးတယ်အဲ့တော့အတတ်နိုင်ဆုံးတော့စိတ်ကိုတော့ပြင်ဆင်ထားပြင်ဆင်ရတာပေါ့ဒါကတော့သူအိမ်တောင်တစ်ခုကတယောက်တည်းမဟုတ်လေနှစ်ဘူးနှစ်ဖက်စလုံးကဒါပြင်ဆင်ရမှာပါဒါဒီရွယ်တွေရောက်ရင်ပူပြီးဟိုပြင်ဆင်ရပြီလေဟိုငယ်တုန်းကတော့လှုပ်လှုပ်ရှားရှားတောတောလာလာနဲ့ဆိုတော့ဒါတွေကိုဒီသိချင်းတရားခွဲခွာမဲ့ဟာတွေက ဟိုတိတ်မတွေးမိဘူးဒီအချိန်မှာကတော့အဓိကအဲ့ဒါပဲတွေးရတာအတွေးပြီးတော့အဲ့လိုပဲကြိုးပြီးပြင်ဆင်ရတာပေါ့ဒါမလွမ်းမသွေဒါတော့ရမယ်လမ်းနေဟလာနမိဘညီကိုမောင်နှမစန္ဒီမယာတမိသားဆိုတော့ဒီနေ့တော့ဟလာဒါသူသူသူကိုကိုသေခွက်ခွက်ရင်ကိုမခွက်ရင်ရှင်ခွက်ခွက်နေတဲ့လူတွေလည်းအများကြီးပေါ့အဲ့အဲ့အတွက်တော့အကောင်းဆုံးဒါစိတ်ကိုတော့ကြိုးတင်ပြင်ဆင်ထားရတာပေါ့တရားသဘောပေါ့အဓိကဒါပါပဲ ်နော်ဒါပဲအဓိကအပျော်ပါပဲအေးတော့ကိုအမှားတော့လူကဟိုအပျော်အပျော်ကူးဆက်တာပဲကောင်းတယ်လေတယောက်နဲ့တယောက်စိတ်ဆင်းရဲစရာတွေဒုက္ခတွေပေးနေလို့ရှင်အလကားပဲလေအဲ့တော့ဒါကူကမလို့ကူးဒါသူခင်သစ္စာဆိုပြီးဒါတစ်တော်မှာဟိုကဖြစ်တယ်ဆိုတာလေဒါများသောအားဖြင့် तू စော့တဲ့ဟာလေးတွေဝင်းကြည့်ရင်ရီရတာများပါပဲရီရတာများဆိုနောက်ပြီးဆိုဟို तू ကိုအချောင်းတွေပဲများတယ်လေဒါကူကမလို့အချောင်းတွေပဲများတယ်အဲ့တော့အဲ့အဲ့သဘောလေးပါပဲ ရှေ့လေအဲ့လိုလေးဒီဆော့တာမကြသေးဘူးနှစ်နှစ်လောက်ပဲရှိအောင်ပဲ follower 15000တမဘာ3000လောက်ပြတ်သွားရောကိုပြန်ပြီးတော့စုနေရတယ်အဲ့တော့ပြည်သက်တွေလည်း follower လေးလည်းပြန်ပြီးတော့ပေးကြပါဦးလို့လုတ်ပေးကြပါဦးလို့ကိုနားမလဲဘူးတိတော့လေအခုချိန်ကြီးကိုဟောက်ကိုသူများလေးလို့အဲ့လိုမရိုက်တတ်ဘူးသူများရိုက်ပေးမှပဏ္ဏကားပြပြငါလည်းမမှတ်မိဘူးအဲ့လိုနဲရှိသေးတယ်သူများကြိုက်တာမကြိုက်တာတော့မသိဘူးပေါ့နော်ကိုကရီးစရာရိုက်ပေါ်တော့ရှိတယ် အပိဋကကြီးရှေ့လျှောက်လဲအားပေးပါလို့နော်ဟိုစိတ်ပန်းဖြေဖို့ပေါ့နော်စိတ်ရှင်းရဲစရာမရိုက်ဘူးလို့ဟိုလူတွေပျော်ရွှင်မဲ့ဟာမျိုးနည်းနည်းလေးပြုံးနိုင်ပြီးဟိုကိုစိတ်ချမ်းသာတယ်လေအဲသူများစိတ်ချမ်းသာဖို့အတွက်ကိုပြောစရာလေးတွေလဲရှေ့လျှောက်ရိုက်အောင်မယ်အားပေးကြပါဦးလို့အဲ့တော့အားပေးတဲ့ပိဋကတွေအားလုံးလဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဒီနေ့ကနေဆုတောင်းပါတယ်ခင်ဗျာ